မင်္ဂလာပါခင်ဗျာ International Golf Route တခုမှာမေးထားတဲ့မေးခွန်းလေးကိုသဘောကျလို့မြန်မာပြန်ပြီးတော့အဖြေလေးကိုပြန်ဖြေပေးခြင်းစိတ်ပေါက်လာလို့ဒီဗီဒီယိုလေးလုပ်ဖြစ်ပါတယ်မေးထားတဲ့မေးခွန်းက LPG ပြန်ပွဲတခုမှာ Lady Golfer တယောက်ကဒေါသစိတ်နဲ့ပတ်တာကိုရိုက်ချိုးလိုက်တယ်အဲ့ဒီကျိုးသွားတဲ့ခေါက်တံကိုကွင်းပတ်နေချိန်မှာအစားထိုးလို့ရမလားလို့မေးထားတာဖြစ်ပါတယ် အဲ့ဒီ golf ကတော့တစ်ပင်ကိုရိုက်ချိုးပလိုက်ရိုက်ပလိုက်တာကျိုးသွားတာပေါ့ခင်ဗျာဒီအတွက်ဖြီကဒေါသစိတ်ကြောင့်ရိုက်ချိုးလိုက်တဲ့ကောက်တံကိုအစားထိုးအစ်စ်လဲလဲခွင့်မရှိပါဘူး runava photo 1c1 အရာကစားသမားတယောက်ဟာကို့ဒေါသစိတ်မချစ်မရဲစိတ်ကိုမထိန်နိုင်တဲ့အပြုတ်မှုတစ်ခုခုကြောင့်ကောက်တံကိုရိုက်ချိုးမိသွားတဲ့အခါ အစ်တစ်ချောင်းပြန်လဲသုံးခွင့်မရှိကြောင်းကြားထမ်းထားပါတယ်။ကျိုးသွားတဲ့ခေါက်တုပ်ကိုဆက်လက်အသုံးပြုဖို့တော့ကြိုးစားလို့ရပါတယ်။ပြိုင်ပွဲတချို့မှာကစားသမားတချို့ဟာပတ်တာနဲ့မြေကြီးကိုဆောင်းရိုက်လိုက်ပြီးတော့ပတ်တာကျိုးသွားလို့ green ball မှာ driver တွေ iron တွေနဲ့ပတ်နေကြတာမြင်ဘူးကြမှာပါ။စီမင်းရခေါက်တံကိုအဲ့လိုအစားထိုးခွင့်မရှိပေမဲ့ကျိုးသွားတဲ့ခေါက်တံကိုပြင်ဆင်ခွင့်ပေးထားပါတယ်။ ဒီလိုပြင်ဆင်တဲ့နေရာမှာအထူးသတိထားဖို့တစ်ခုရှိပါတယ်မလိုလားအပ်တဲ့နှောင့်နှေးကြမ်းကြမှု unreasonable delay မဖြစ်အောင်ခရုဆက်ရပါမယ်ခင်ဗျာ root number 5.6a unreasonable delay ရဒုပြင်နာအချိန်ကြာလွန်းသွားရင်တော့ general penalty ထိမှဖြစ်ပါတယ် general penalty ဆိုတာက stop play မှာပြစ်ဒဏ်2ချက်ကြာခံရပါမယ် match play မှာကျင်းရှုံးပြစ်ဒဏ်ကြာခံရမှာဖြစ်ပါတယ်အဲ့လိုမဟုတ်ဘဲဒါထက်ပိုပြီးတော့အချိန်တိတိတတ်တာကြာသွားရင်တော့ ပွဲပယ်ပြစ်ဒဏ်ဒီဂျူတီကြက်ခံရမှာကြက်ခံရနိုင်ပါတယ်ဟုတ်ပြီဒေါသစိတ်ကြောင့်ရိုက်ချိုးလိုက်တာတော့မဟုတ်ဘူးကွာကွင်းတော့မှငါကစားနေနဲ့အဲ့သွားတယ်ကျိုးသွားတယ်အဲ့လိုကောက်တန်နေရောစီမင်းရဘလို့ရှိလဲလို့မေးလာနိုင်ပါတယ်ရူနဘတ်4.1စီအရာကစားသမားတယောက်ဟာကွင်းပတ်နေစဉ်တွင်ပျက်စီးသွားတဲ့ဒုတ်တွေကိုတော့ဒေါသစိတ်ကြောင့်မဟုတ်ဘူးနော် player intention ကရိုက်ချိုးဖို့ မဟုတ်ဘဲနဲ့ intentionally ရိုက်ချိုးတာမဟုတ်ဘဲနဲ့မတော်တဆပျက်စီးသွားတဲ့ခေါက်တံတွေကိုတော့အစာထိုးခွင့်ရှိပါတယ်အစ်စ်တစ်ချောင်းနဲ့အစာထိုးခွင့်ရှိပါတယ်ဒုတ်ကျူသွားပြီးတဲ့နောက်မှာတကယ်ချင်းတယောက်ကယူလာပြီးတဲ့ကိုယ့်ရဲ့တပည့်တယောက်ကယူလာပြီးတဲ့ဒုတ်နဲ့အဲ့ဒုတ်ကိုအစာထိုးလဲလဲအသုံးပြုခွင့်ရှိပါတယ်ဒါပေမဲ့သူလည်းပဲ5 or 6အရာခေါက်တံ လဲဖို့ဆိုပြီးတော့ club house ပြေးသွားတာ pro shop ပြေးသွားဝယ်တာအဲတဲရောက်ယူလာတာကိုအကြာကြီးစောင့်နေတာမျိုး ဆိုရင်တော့ unreasonable delay ဖြစ်ပြီးတော့ general penalty ကြခံမှာပဲဖြစ်ပါတယ်အဲ့တော့အတူချုံပြောရရင်ဒေါသစိတ်ကြောင့်ကျိုးသွားတဲ့ခေါက်တံတွေကိုအစားထိုးလဲလဲအသုံးပြုခွင့်မရှိပါဘူးမတော်တဆပျက်စီးသွားတဲ့ခေါက်တံတွေကိုတော့အစားထိုးလဲလဲအသုံးပြုခွင့်ရှိပါတယ် ကျေးဇူးတင်ပါတယ်ဒီဗီဒီယိုမှာကျွန်တော်အယုတ်တွေအများကြီးထည့်မပေးနိုင်ပါဘူးခောက်တံတစ်ချောင်းရိုက်ချိုးမပြနိုင်လို့ပါခင်ဗျာကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုဒီမှာဆုံကြမယ်